ချက်တော်မိတ်ဆွေပေါင်းတို့မင်္ဂလာပါမင်္ဂလာရှိတဲ့နေ့ရက်တွေပြန်လဲပြီးတော့ရောက်ရှိလာတဲ့ခါမှာယခုလောအတိတ်တော်နဲ့ခင်ချိန်ခါမှာတင်းတို့အားလုံးတယောက်တပါးသားမှမကြံတော့စိတ်ရောကိုယ်ပါရှင်လန်းချမ်းမြေ့ကြပြီးတော့ဘုရားသခင်ရဲ့အလိုတော်နဲ့ညီတဲ့အသက်တာနဲ့ဆက်လက်ပြီးတော့ရှင်သန်နိုင်ကြပါစေဘုရားရဲ့ဘုန်းတော်ထင်ရှားနိုင်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုလိုက်ပါတယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့မှာတို့ရှင်တော့ကျွန်တော်ယေရှုခရစ်တော်နဲ့အိုးပုံနဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့အာကျွန်တော်တပိုင်းပြီးတပိုင်း လေ့လာခဲ့တဲ့အခါမှာခရစ်တော်ကိုယ်တိုင်ကဥပုပ်စောင့်ခဲ့တဲ့ဆိုတဲ့အကြောင်းပြီးခဲ့တဲ့ရက်ကတော့ကျွန်တော် လေ့လာခဲ့ပြီးသွားပြီဖြစ်တယ်။ဒါကြောင့်ယေရှုခရစ်တော်ကတော့ရှင်အသက်ဆုံးတဲ့အခါမှာလည်းပဲသူ့အနေနဲ့ကိုယ်တော်ကိုချစ်ခင်တဲ့တပည့်တော်တွေကဘယ်လိုမျိုးအသက်ရှင်ရမလဲဆိုတာကိုခရစ်တော်ရဲ့မိမ္မာချက်ကိုကျွန်တော်ကတော့ရှင်ဆက်လက်ပြီးတော့လေ့လာကြရအောင်။နောက်ဒီမှာတော့ရှင်တော့သခင်ယေရှုကားတိုင်းပေါ်မှာတက်တော်ဆုံပြည့်တဲ့နောက်မှာတော့ရှင်ကိုတော်ကိုချစ်တဲ့တပည့်တော်တွေတပည့်တော်မတွေဟာတော့ရှင်တော့ ဘယ်နေ့ကိုတန်ရှင်းစွာ ထားကြရမလဲเนาะအဲ့ဒီဘယ်နေ့ကိုတန်ရှင်းစွာထားကြရမလဲဆိုတာကိုသခင်ခရစ်တော်ကသူ့ရဲ့တပည့်တော်တွေကိုဘလို့မှာခဲ့တယ်လဲဆိုတာကိုဒီနေ့ကျွန်တော်ကတို့ရှင်သိရှိဖို့ရတဲ့ကျွန်တော်ဆက်လက်လေ့လာကြရအောင်เนาะဒါကယေရှုခရစ်တော်ပရောဖက်ခင်ကသူ့ရဲ့သားသမီးတွေအတွက်စိတ်ပူတယ်လေเนาะသူ့ရဲ့သားသမီးတွေအတွက်စိတ်ပူတယ်ဒါကြောင့်သူ့ရဲ့သားသမီးတွေအတွက်လည်းပဲတင်တော့ဒီတမာတရရှိလျက်စောင့်နေကြပါအစဉ်အသင့်ပြင်ဆင်ပြီးတော့အသက်တာကိုကျေစေပြီးတော့ နေကြပါလို့ခရစ်တော်ကမိန့်မာတာဖြစ်တယ်။ဒါကြောင့်သူရဲ့သားသမီးတွေကိုလည်းပဲမှန်ကန်တဲ့တရားလမ်းတိုင်းရှောက်လန်းဖို့ရန်အတွက်လည်းပဲသူ့အနေနဲ့ကောင်းကင်သို့မတက်ကြွမိမှလည်းပဲသွန်သင်ခဲ့တဲ့ဆက်ပြီးတော့မာကြခဲ့တာကိုတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီတပည့်သားသမီးတွေသူ့ရဲ့သားသမီးတွေကလမ်းလွဲသို့ရောက်သွားမှကိုစိုးရိမ်တယ်။မာနရဲ့လိမ့်လဲလဲပြားမှု ကောင်းကျစ်ဆင်းလန်းမှုတွေမှာကျွန်တော်အားလုံးကအချိန်မရွေးကြသောရှုံးသွားနိုင်တယ်။ဒါကြောင့်ဒီကမ္ဘာလောကမှာလည်းပဲ တုံတင်ချက်တွေကလည်းပဲဒါလောက်เนาะပွားများနေတဲ့ချိန်မှာမိုးလိုပေါက်ပေါက်ပွားနေတယ်မိုးလိုပေါများနေတဲ့ချိန်မှာကျွန်တော်အားလုံးကဘေယာကမှန်လဲဘေယာကမှားလဲဆိုတာကိုကျွန်တော်ကိုယ်တိုင်လိုက်ရှောက်နိုင်ဖို့ညာအတွက်သခင်ယေရှုကသူရှင်အတိလေးနဲ့သူ့ရဲ့တပည့်တော်တွေကိုမှာကြခဲ့တယ်။မှာကြည့်တဲ့အခါမှာရှင်လုကာခရစ်မန်ခိုင်း23ပိုင်းငယ်56မှာသူရှင်ထို့နောက်ပြန်သွားပြည်လျင်စီမွေးနှင့်နတ်တာမျိုးကိုပြင်ဆင်၍ပညာတော်အတိုင်းဥပုံနှင့်၌အလုံးမလုံးဖဲနေကြ၏။နော် ဒီနေ့ကြည့်လိုက်တဲ့အခါမှာဆိုရှင်တော့အာဒီခရစ်တော်လဝါကားတဲ့ပုံမှာဆိုရှင်အသက်ဆုံးပြည့်တဲ့နောက်မှာကိုတော်ဖျားကိုချစ်ခဲ့တဲ့เนาะတပည့်တော်တပည့်တော်မတွေကဆိုရှင်เนาะသူတို့သူတို့ကဆိုရှင်ဘယ်နေ့ကိုတန်ရှင်းစွာ ထားကြတယ်လဲလို့ကြည့်လိုက်တဲ့အခါမှာသူတို့ကဆိုရှင်ခရစ်တော်တုံသင်ခဲ့တဲ့အချိန်မှာဥပုပ်နေ့ကိုဘယ်တော့မှမချိုးဖြတ်ဘူးဒီမှာကြည့်တဲ့အခါမှာဆိုရှင်เนาะသူတို့ကဆိုရှင်စီမွေးနေနတ်တာမျိုးကိုပြင်ဆင်ပြီးတော့ပညာတော်အတိုင်းနဲ့ ဥပုံနေနိုင်အလုံးမလုတ်ဖဲနေကြ၏ဥပုံနေမှာသူတို့တင်ညာကုန်းကိုမသွားကြဘူးเนาะဥပုံနေမှာဆိုရှင်မရောက်ခင်မှာသူတို့ဘာဖြစ်လဲစီမွေးနဲ့နတ်သားမျိုးတွေကိုပြင်ဆင်ထားတယ်နောက်တည့်ရက်မှာသွားဖို့ရတဲ့เนาะပြင်ဆင်ထားတယ်ပညာတော်အတိုင်းပဲဥပုံနေမှာဆိုရှင်အလုံးမလုတ်ဖဲနဲ့နေကြတယ်ဥပုံစောင့်နေဆိုတာကိုတွေ့ရတယ်เนาะဒါတပည့်တော်တွေတပည့်တော်မတွေကဆိုရှင်เนาะဘုရားသခင်ချမှတ်ထားသောဥပုံနေကိုတကယ်စောင့်ရှောက်တယ်ဆိုတာကိုတမန်ကျမ်းသားထဲမှာအတိအလင်းဖော်ပြထားတယ် တိုင်းမကမနဲ့ဒီမှာကြည့်လိုက်ခါမှတို့ရှင်တမန်တော်ရှင်ပေါလုဥပုဘ်ဆောင်ပါသလားဥပုဘ်နေ့မှာတို့ရှင်ဘယ်လိုထုံးစံဓလိရှိပါသလဲနော်တမန်တော်ကြီးရှင်ပေါလုနော်ဒီမှာတို့ရှင်နော်တမန်ချမ်းသာထဲမှာတကယ်နာမည်ကြီးအထင်ကြီးအနေနဲ့ပါဝင်ပြီးတော့ဘုရားရဲ့ဘုန်းတော်ထင်ရှားခဲ့တဲ့သာသနာပြုနော်ရှင်ပေါလုတမန်တော်ကြီးကလည်းပဲဥပုဘ်နေ့နဲ့ပတ်သက်ပြီးတော့ဘယ်လိုရှင်တန်သွားလာလှူရှားခဲ့တယ်လဲဆိုတာကိုဆက်ပြီးတော့လေ့လာကြရအောင် ဲ့တော့ဓမ္မနဝိတုခန်းကြီး73ပိုင်းငယ်14မှာဆိုရှင်เนาะပေရကေမြို့မှာထွက်သွားပြန်၍ပိတိပြီအန်နီအုတ်မြို့သို့ရောက်လျင်ဥပုံနဲ့၌တရားဆက်ဇရက်တို့ဝင်ထိုင်ကြ၏เนาะဒီမှာကြည့်တဲ့အခါမှာခยีသွာလာရင်းနဲ့တပြီးပိတပြီးတမြို့ပြီးတမြို့သွာလာရင်းနဲ့ပဲအဲ့ဒီအန်နီအုတ်မြို့သို့ရောက်တဲ့အခါမှာဥပုံနဲ့မှာဥပုံနဲ့ ရောက်နေတဲ့အတွက်ကြောင့်သူအနေနဲ့တရားဆက်ကိုဝင်ထိုင်နေတဲ့အိုးဘုတ်စောင့်နေဆိုတာကိုဒီမှာနှုတ်ကပတ်တော်ကအတိလင်းဖော်ပြထားတယ်။ဒီမှာနှုတ်ဝိတုခိုင်း16ပိုင်း23မှာတို့ရှင်အိုးဘုံနေ၌ငါတို့သည်မျိုးပြင်သို့ထွက်လျင်ပရဏာစရက်ရှိရာမြင့်နာသို့သွား၍ထိုင်ပြီးမှထိုအရ၌စီဝေတော်မိမတို့အားဟောပြောကြ၏။ဒါကြောင့်အိုးဘုံနေမှာရှင်ဘောလူကတို့ရှင်အိုးဘုတ်စောင့်ရုံနဲ့မကပဲနဲ့တရားဆက်ရမှာ တရားဓမ္မဒေသနာကိုဟောပြောတယ်နော်အဲ့ဒီကမ်းနာမှာစုဝေးနေကြတယ်မိမတို့အားဟောပြောပြီးတော့နှုတ်ကပတော်ကိုဖွင့်ပြတယ်ဆိုတာကိုသိရကျွန်တော်တို့ဒီမှာဆိုရှင်နှုတ်တမချမ်းသာတော်မှာဖော်ပြချက်အရာတွေ့ရတာဖြစ်တယ်ဒါရှင်ဘောလူကဆိုရှင်ဘုရားသခင်ရဲ့ချမှတ်ထားသောလူနဲ့ဘုရားနဲ့ဆက်ကြမှာလက္ခဏာတက်တည်ဖြစ်တဲ့ဥပုံတွေကိုသူကဘယ်တော့မှမချိုးဖောက်ဘူးဆိုတာကိုကျွန်တော်တွေ့ရမှာဖြစ်တယ် ။ဒါတမန်တော်ခန်းကြီး19ပိုင်းငယ်2ကိုကြည့်တဲ့အခါမှာပေါလုသည်ထုံးတန်ရှိနေတိုင်းတရားဆရာတို့ဝင်၍ဥပုံနှင့်၃ရက်တွင်ကျမ်းစာကိုအမိပြု၍ထိုသူတို့နှင့်ဆွေးနွေးနေတော်သဖြင့်နော်ဒါဒါရောက်ဥပုံနှင့်မှာသူနေနဲ့ကျမ်းစာကိုအမိပြုပြီးတော့သူတို့နဲ့ဆွေးနွေးတယ်နော်ကျမ်းကျမ်းစာတွင်တင်ကျမ်းစာတင်ပေးတာပေါ့နော်ဥပုံနှင့်မှာဆိုရှင်ကျမ်းစာတွေကိုတင်ပေးတယ်လမ်းပြပေးတယ်နှုတ်ကပတ်တော်ရဲ့နှုတ်ကပတ်တော်ကိုဖွင့်ပြပေးတယ်ဆိုတာကို ဒီနေ့ကျွန်တော်ဒီမှာဆိုရှင်တွေ့ရမှာဖြစ်တယ်ဒိုင်းမကမနဲ့ဒီမှာကြည့်လိုက်တဲ့ခါမှာဆိုရှင်တော့တမန်တော်ဝိတုခန်းကြီး78ပိုင်းငယ်လေးမှာပေါလုသည်လည်းအိုးဘုံနှင့်မပြတ်တရားစရ၌ဆွေးနွေးဟောပြော၍ယူဒလူနှင့်ဟေလဒလူတို့ကိုဖျားယောင်းသွေးဆောက်လေ၏ဒီမှာကြည့်တဲ့ခါမှာဆိုရှင်တော့ဒါနှုတ်ကပတော်ကိုအာညာပါရချင်းမြန်ပြီးတော့ ယူဒလူနဲ့အခြားသောဟေရတလူတွေကိုလည်းပဲဖျားရဲ့နှုတ်ကပတ်တော်နဲ့ဖွင့်ပြပြီးတော့တွန်တင်တယ်လမ်းပြတယ်ဆိုတာကိုဒီမှာတွေ့ရမှာဖြစ်တယ်။ဘယ်နေ့မှာလဲ။အိုးဘုံနေ့မပြတ်တယ်နော်။အိုးဘုံနေ့မပြတ်လို့ပြောတဲ့ကကြတဲ့ခါမှာဆိုရှင်တမန်တော်ကြီးရှင်ပေါ်လူကဆိုရှင်ဖျားသခင်ရဲ့အိုးဘုံနေ့တတမနေ့ကိုဘယ်တော့မှမပြတ်ပယ်ပဲနဲ့အဲ့ဒီနေ့ကိုပုံမှန်စောင့်ရှောက်ပြီးတော့ဒီနေ့ကျွန်တော်ကဆိုရှင်အာဒီအိုးဘုံကိုစောင့်တယ်ဆိုတာကိုတွေ့ရလိမ့်မယ်။ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်ဒီနေ့ တမန်တော်ပေါလုနဲ့ပတ်သက်ပြီးတော့ကျွန်တော် church ဆိုတချို့ကအဲ church အကြီးအကြီးတွေတည်ထောင်ကြတယ်เนาะအာရှင်ပေါလုနဲ့ပတ်သက်ပြီးတော့ဒါစိတ်ပေါစသည်အဖြစ်ဒီ church ဆိုပြီးတော့ကျွန်တော်တည်ထောင်ကြတယ် church ကြီးတွေတည်ထောင်ပြီးတော့เนาะတမန်တော်ပေါလုစောင့်ရှောက်တဲ့တတ္တမနေဥပုံတွေကိုတော့ကျွန်တော်ဘေးဖယ်ထားကြတယ်เนาะတမန်တော်ပေါလုကဆိုရှင်အာအခြားနေကိုစောင့်ပါတယ်ဆိုပြီးတော့ကျွန်တော်တွေကနှုတ်ကပတ်တော်ကိုတက်လွယ်ယူပြီးတော့ကျွန်တော်အသွင်တင်ပြီးတော့လမ်းပြပြီးတော့ဒီနေ့ပါပဲဆိုတော့ ဒီကြီးမားစွာနဲ့ကျွန်တော်ကတို့ရှင်ဝိပုကိုကွယ်နေကြတာတွေ့ရလိမ့်မယ်။ဒါမဲ့နှုတ်ကပတ်တော်ထဲမှာတို့ရှင်တမန်တော်ပေါ်လူကတော့ဟောရှင်တော့အိုးဘုံနေအစင်မပြတ်တယ်နော်။အိုးဘုံနေမပြတ်ဘဲနဲ့သူကတရားစစ်ရမှာအိုးဘုံစောင့်နေသွန်သင်နေနှုတ်ကပတ်တော်ကိုချီးမြှင့်နေဆိုတာကိုတွေ့ရမှာဖြစ်တယ်။ဒါဆိုရှင်ခြေတိုက်မိတ်ဆွေပေါင်းတို့ခရစ်တော်ကလည်းပဲဒီကမ္ဘာလောကကိုဆင်းသက်လာတဲ့အခါမှာသူရဲ့အိုးဘုံနေကိုဘယ်တော့မှမဖြတ်ပဲဘဲနဲ့အိုးဘုံဆောင်ခဲ့တဲ့တရားစရရောက်တိုင်းမှာတို့ရှင် ကျမ်းသာကိုဖတ်ရွတ်ခဲ့တယ်ဆိုတာကိုကျွန်တော်ကလေ့လာခဲ့တယ်လို့ပဲရှင်ဘောလူကလည်းပဲဥပုံလေးကိုအစအတိုင်းလုံးဝမပြတ်စောက်ရှောက်ခဲ့တယ်ဆိုတာကိုနှုတ်ကပတ်တော်ကဆိုရှင်အတိတ်တွင်ဖော်ပြထားတယ်။ဒါမှမဟုတ်ဆိုလို့ရှင်ရှင်ဘောလူကဆိုရှင်ဥပုံစောက်တဲ့ခါမှာယဝူဒီလူမျိုးမဟုတ်တော့သူတွေပါသလားတဲ့အခြားသောလူတွေပါသလားတဲ့ရှင်ဘောလူနဲ့ဥပုံစောက်တဲ့ခါမှာဆိုရှင်အခြားသော gentile အခြားလူမျိုးတွေရောပါသလားခရိယာမဟုတ်ဘဲနဲ့အခြားသောသူတွေပါသလားလို့ကျွန်တော်ကြည့်လိုက်တဲ့ခါမှာတမန်တော်ဝိထု အခန်းကြီး73ပိုင်းငယ်52မှာတို့ရှင်ဘလို့ဖော်ပြလဲဆိုတော့လူများတို့ဒီတရားစီရမထွက်သွားကြစဉ်ထိုအကြောင်းအရာတို့ကိုမိမိတို့အားနောက်ဥပုံနေ၌ဟောပြောပါမိအကြောင်းတောင်းပန်ကြ၏နော်အဲ့တော့ဥပုံနေရတို့ရှင်တော့တရက်ပြီးတရက်စောင့်ဖို့မဟုတ်ဘူးနော်ဥပုံနေရတို့ရှင်တော့အချားရက်လည်းစောင့်ဖို့မဟုတ်ဘူးဒီမှာဘာပဲလဲဆိုတော့ဥပုံနေပြီးသွားတဲ့အခါမှာကြံတဲ့လူတွေကအဲ့ဒီလူတွေကဘာလဲအာဒီတရားငါတို့ရှင်အလော်မပင်မွန်မြတ်တယ် အရှင်ဘောလူတုံတင်ပေးတဲ့ဒီတရားကဆိုရှင်နှုတ်ကပတ်တော်ကအလုံးမပင်ကောင်းမြတ်တဲ့အတွက်ကြောင့်အဲ့ဒီတရားကို နောက်ဥပုံနေ့မှာလည်းပဲပြန်လည်ပြီးတော့ဟောပြောပေးဖို့ရန်အတွက်သူတို့ကမေတ္တာရက်ခံကြတယ်ဒီမှာကြည့်တဲ့အခါမှာကျတော့အခြားသောသူတွေလည်းပါဝင်လာတယ်ဆိုတာတွေ့ရမယ်ဥပုံဆောင်ဒါကြောင့်ဥပုံဆောင်တဲ့အခါမှာဆိုရှင်ကျွန်တော်တို့ခရိယာမဥပုံဆောင်မှာပဲ ਨੇ ဒီလူမျိုးတွေအရာခသိန်းတွေဘုရားကဥပုံနေ့ကိုပေးခဲ့တာဖြစ်တယ်ကဘာပေါ်မှာရှိတဲ့ လူမျိုးတွေအားလုံးတွေဘုရားသခင်ကသူ့ရဲ့ဥပုံတွေကိုစောင့်ထင်းဖို့ရန်အတွက်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်လူမျိုးမရွေးဘာသာမရွေးကဒီဥပုံတွေကိုစောင့်လို့ရတယ်ဆိုတာကိုကျွန်တော်ကဆိုရှင်ဒီနေ့နှုတ်ကပတ်တော်အဖြစ်သိရှိနားတဲ့သဘောပေါက်ဖို့ရန်အတွက်အလုံးမပေးရေးကြည့်ပါတယ်။ဒါကြောင့်တမန်တော်ဝိတုခန်းကြီး73ပိုင်းငယ်44မှာလည်းပဲနောက်ဥပုံတွေ၌ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကိုနားထောင်အံ့သောငါတမျိုးလုံးကုန်မတက်စီဝေးချ၏။နော်။အဲကြောင့်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်က သူ့ရဲ့နှုတ်ကပတ်တော်တိုင်သွန်သင်တဲ့အခါမှာဝိညာဉ်တော်သည်သူနဲ့တူရှင်ပေါလုနဲ့တူပါရှိတဲ့အခါကျတော့ဖခင်နဲ့အရဲ့အလိုတော်တိုင်သွာလာတဲ့သူတိုင်းကဆိုရှင်ဘယ်နေရာပဲရောက်ရောက်ဖခင်ရှိလူရှိမှာမျက်နှာသာရတယ်ဆိုတာတွေ့ရလိမ့်မယ်နော်ဖခင်ရဲ့နှုတ်ကပတ်တော်ကိုဖွင့်ပြတဲ့အခါမှာတမျိုးလုံးကုန်မတတ်တဲ့နော်နောက်ဥပုံနေ့မှာပြန်လဲစုဝေးကြတယ်ပထမဥပုံနေ့မှာတော့သူတို့ဘာဖြစ်လဲတရားဆရာမှာလာပြီးတော့နားထောင်ကြတယ်အဲ့ဒီတရားကိုကြားတဲ့အခါမှာအဲ့ဒီတရား ကိုတုံတင်တဲ့အခါမှာတို့တို့ကဆိုရှင်အလွန်မှပင်အားရတယ်ဝမ်းမြောက်တယ်ခံယူကြတဲ့အခါမှာအဲ့ဒီတွေ့ကြကြတို့တို့ကဆိုရှင်နောက်ဥပုံနေမှာလည်းပဲဟောပေးပါတဲ့ဒီချိန်မှာနောက်ဥပုံနေရောက်တဲ့အခါမှာလည်းပဲရှင်ဘောလူနေနဲ့တို့နဲ့အတူရှေ့ပြီးတော့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုတို့ဖွင့်ပြတဲ့အခါမှာလူတွေကနားထောင်ဖို့ရန်အတွက်တမျော့လုံးနေပါ ကုန်မတက်ရောက်ရှိလာကြတယ်တဲ့နော်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါဒီနေ့ကျွန်တော်ကြည့်လိုက်တဲ့အခါမှာဆိုရှင်တော့ သခင်ယေရှုလက်ဝါးကားတယ်နော်အသက်ဆုံးပြေးတဲ့နောက်မှာနော်တက်တော်ဆုံးပြေးတဲ့နောက်မှာ သူ့ရဲ့နော်ဒီတပည့်တော်တွေကဘယ်တော့မှသူ့ရဲ့ဥပုံတွေကိုမဖြတ်ပယ်ပဲနဲ့သခင်ယေရှုသေသွားပြီမဲ့ကားတိုင်းပေါ်မှာအသက်ဆုံးသွားပြီမဲ့လည်းပဲဥပုံတွေအစင်တိုင်းစောက်ရှောက်တယ်အဲဒီဥပုံတွေမှာငြိမ်ဝတ်စွာနေတယ်ဆိုတာကိုဒါကျွန်တော်မြက်မြင်တက်တည်တယ်မကပဲနဲ့နှုတ်ကပတ်တော်ကတက်တည်ထူထားတဲ့အရာကိုကျွန်တော်ကယနေ့လေ့လာခဲ့တာဖြစ်တယ်။ဒါဒီနေ့ကျွန်တော်ကလို့ရှိရင်တော့ ခရစ်တော်ကိုယ်တိုင်စောင့်ခဲ့တဲ့ဥပုံနေ့ဟာယနေ့ကျွန်တော်တို့ရဲ့အသက်တာမှာလည်းပဲဒီနေ့ခရစ်တော်ရဲ့တပည့်တော်တွေကလည်းပဲဆက်လက်ပြီးတော့စောင့်ရှောက်ခဲ့တယ်ခရစ်တော်တပည့်တွေစောင့်ရှောက်ခဲ့တော်မူသောဥပုံနေ့ကလည်းပဲယနေ့ကျွန်တော်တို့ဆက်လက်ပြီးတော့စောင့်ရှောက်ရမယ်နေ့ဖြစ်တယ်။နောက်ဒီနေ့ကတော့ရှင်ကျွန်တော်အားလုံးအတွက်ဘုရားသခင်ကောင်းချီးပေးတဲ့နေ့တန်ရှင်းစေတဲ့နေ့ငြိမ်ဝတ်စွာနေတဲ့နေ့ဖြစ်တယ်။အဲ့ဒီနေ့ကိုကျွန်တော်ကအမိပြုတ်ပြီးတော့အမိတဟဲပြုတ်ပြီးတော့ ဖရာကိုဝိပုကြမယ်ကိုးကွယ်ကြမယ်ဆိုရင်ချစ်တယ်မိဆွေတင်းပေါ်မှာဖရာပေးမယ်ကောင်းကြီးကတကယ်ပဲမြင့်မြတ်တဲ့ကောင်းကြီးတွေကိုဖရာကသွန်လောင်းပေးမှာဖြစ်တယ်။အဲဒါကြောင့်ဒီနေ့ကျွန်တော်အားအလုံးကဆိုရှင်ဖရာပေါ်မှာတစ္ဆာရှိမလားဖရာပေါ်မှာတစ္ဆာမဲ့မလားကျွန်တော်ကိုယ်တိုင်ကရွေးချယ်ဖို့ဖြစ်တယ်။ဖရာစောင်းခဲ့တဲ့ဥပုံတွေမှာကျွန်တော်စောင့်မလားကျွန်တော်ရဲ့လူတဘောလူမနှောနဲ့တီထောင်ထားတဲ့ဥပုံတွေနှုတ်ကပတ်တော်တွေကဖရာမမိတ်မွတ်တဲ့နေ့ကိုစောင့်မလားဒီနေ့ကိုယ်တိုင်ကစုံဖြတ်ချက်ချဖို့ပဲဖြစ်တယ်။ နော်ဒီနေ့နောက်ကပတ်တော်အားဖြင့်ကျွန်တော်နေနဲ့ဒါသွန်သင်နေတဲ့ကချစ်တက်မိတ်ဆွေတို့အချိန်မီချုပ်အစုတ်တက်တာပြီးတော့တင်တော့ဒီကဲတင်မန်ကဖရာသခင်ပဲဖြစ်တယ်ဖရာရဲ့ကဲတင်ခြင်းအတွက်ကျွန်တော်အားလုံးကမမောတတဆွာနဲ့ကျွန်တော်ကိုယ်တိုင်ကခံယူပြီးတော့ဖရာရဲ့အလိုတော်တိုင်းလိုက်ရှောက်ဖို့ရတဲ့ဆုံးဖြတ်ချက်ချသွားဖို့လုံမပင်ရည်ကြီးပါတယ်နော်ဒါကြောင့်ကျွန်တော်ကလူကကဲတင်မှာမဟုတ်ဘူးကျွန်တော်ရဲ့အဖွဲ့အစည်းကကဲတင်မှာမဟုတ်ဘူးကျွန်တော်ရဲ့တင်းအုပ်ဆရာကကဲတင်မှာမဟုတ်ဘူးကျွန်တော်ရဲ့မိဘကလည်းကဲတင်မှာမဟုတ်ဘူး တော်ရအတိုင်းဝိုင်းကလည်းကက်တင်မှာမဟုတ်ဘူးကက်တင်မှာကခရစ်တော်ပဲလေခရစ်တော်ဘုရားသခင်ကိုယုံကြည်မယ်ဆိုရင်ယုံကြည်တယ်ဆိုရင်ခရစ်တော်ဘုရားသခင်ရဲ့အလိုတော်တိုင်းလက်လျှောက်အသက်ရှင်သွားလာဖို့ကြံတွေ့ခရစ်တော်ဘုရားသခင်ချမှတ်ခဲ့သောဥပုံတွေကိုစောင့်ထိန်ဖို့ကြံတွေ့ယနေ့ကျွန်တော်ကိုယ်တိုင်ကဆန္ဒနဲ့ဘုရားရဲ့အလိုတော်နဲ့ကျွန်တော်စောင့်ရှောက်မယ်ဆိုရင်ဒီနေ့ကျွန်တော်ကိုယ်တိုင်ကကောင်းမြတ်ဆုံးနေတဲ့ကယ်တင်ခြင်းစုဂျေစုကိုအထူးခံစားရမှာဖြစ်တယ်ဒါကြောင့်ကိုယ်တော်ရဲ့ကယ်တင်ခြင်းကတင်တဲ့ကျွန်တော်နဲ့ဆက်ချားမှာ တကယ်ပဲဖယားနဲ့ဆက်ကြမှာပဲဆိုင်နေတဲ့အတွက်ကြောင့်ဖယားကို မျက်မှောက်ပြုရင်ကျွန်တော်ခံစားရမယ်ကောင်းကြီးကလုံးဝမကြီးမတွက်နိုင်ဖြစ်မယ်။ဒါကြောင့်ဖယားသခင်ရဲ့အလိုတော်တိုင်းမျက်မှောက်ပြုအသက်ရှင်နိုင်တဲ့ဖယားသားသမီးရောက်တိုင်းဖြစ်ကြပါစေကြောင့်ဆုတောင်းဆန္ဒပြုတဲ့နေကုန်းချုပ်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးကိုဖယားကောင်းကြီးချပေးပါစေ။